အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ ချက်စီရဲ့အနီးကပ်စာကာကတော့ငါးပွဲစတိုက်ဖြစ်ဆက်လက်ရှေ့ဆက်နေတော့မှာပဲဒီတစ်ပတ်အော်တိုဘာလနိုင်ငံတကာပိတ်ရဲ့အပြီးပြန်လည်ကစားခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာချက်စီက Nottingham Forest ကိုအဝေးကွင်းနိုင်ပွဲရရှိခဲ့ပြီး၃ဂိုးပြန့်တဲ့နိုင်ရရှိခဲ့ပါတယ်ချက်စီကနိုင်ငံတကာပိတ်ရဲ့မတိုင်ခင်မှာလေဗာပုကိုနိုင်ရရှိထားပြီးတော့ယုံကြည်ချက်ပြေဝလိုနေတာပါဒါကြောင့်လည်းနီးပြပြုတ်စော်နန်နေတဲ့ Forest ကိုအဝေးကွင်းမှာဂိုးပြတ်နိုင်နိုင်ခဲ့ပါတယ်။ချက်စီကဒဏ်ရာရကစားသမားများများနေတာကြောင့် Mares ကလည်းရှိတာလေးနဲ့လှောင်ပြေးဆင်းခဲ့ရပါတယ်။ဒါကြောင့်လည်းပထမပိုင်းမှာ Forest ကတော့ပိုကောင်းတဲ့အသင်းဖြစ်နေခဲ့ပြီးတော့ချက်စီတို့ဂိုးရရှိဖို့ရုံးက ံခဲ့ရပါတယ်ဒုတိယပိုင်းပြန်ဆားမှာမာရက်စကာကအမက်ကီယူမိုက်စကိုင်စီတို့နဲ့ဂျေမီကန်တန်တို့သုံးယောက်ကိုထည့်လိုက်ပြီးတော့ကစားကွက်ကိုပြောင်းလဲလိုက်ပါတယ်ဒီအကွက်ကချက်ချင်းလှုပ်ဖြစ်ခဲ့ပြီး56မိနစ်မှာဂျော့ချ်အေချင်းပေါင်52မိနစ်မှာဘက်တိုနက်တိုတို့ကသွင်းကုန်းတစ်ခုကိုဇက်တိုက်ရယူပေးခဲ့ပါတယ်၈၄မိနစ်မှာချက်စီအတွက်စိတ်ချသွားရအောင်အနိုင်ကိုကိုတင်းကောင်းစွာရေစီဂျိန်းကသွင်းယူပေးသွားခဲ့ပါတယ် ဒါပေမဲ့ချန်စီတို့နိုင်သေးကြနေပြီဆိုကမှ89မိနစ်မှာမာလိုဂူစတိုကနှံဝါဒနီထိသွားခဲ့တာကြောင့်ငါးပွဲစတိုက်နေကက်ထိတဲ့အသင်းတစ်သင်းဖြစ်လာနေပါရယ်ဒီထက်ပိုပြီးနင်းနာမှုတွေရှိမလာခင်ချန်စီရဲ့စီကံပိုင်းရော်ရဲမှုအပိုင်းကိုတော့စနစ်တကျတင်းကျပ်တင်နေပါရယ်မင်္ဂလာပါမြန်မာချင်းနဲ့ဘောလုံးကစားချင်းသူများအတွက်ဘော်ဒီဘတ်လာပါပြီ ကူစတိုက negative ကွင်းထဲကနေထွက်ခွာခဲ့ရသလိုပွဲပြီးမှ3စီးနဲ့ရှုံးနေခဲ့တာကြောင့် Forest Park ကရှစ်ပွဲကင်တပွဲမှမနိုင်သေးတဲ့နီးပြ Postico ဂလူကိုလည်းပွဲပြီးတာနဲ့ချက်ချင်းထုတ်ပယ်လိုက်တဲ့အတွက် Meiji နဲ့အသင်းကနေထွက်ခွာလိုက်ရပါတယ်။အခုကြည့်နေတဲ့ပိသက်ကြီးကတော့ဝင်ခွင့်မရတော့တဲ့သူမရဲ့ဘွားတဲကနေအပိတန်ထွက်ခွာရမှာဖြစ်ပါတယ်။ကြီးစုပေးခဲ့တာဂျေဆုမြိုင်းတင်ပါတယ်။